အခုနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ကအိမ်လေးတအိမ်တည်ဆောက်မယ်ဆိုရင်သူကခင်မိရမယ်လှပမယ်ပြီးတော့ခါကျတော့လူငယ်တွေအကြိုက်လည်းဖြစ်ရမယ်လူကြီးတွေလည်းကျွန်တော်တို့ကသွေဖယ်ပြီးမသွားတဲ့အနေအထားတစ်ခုကိုတည်ဆောက်တဲ့ဆိုတဲ့ခါကျတော့ခုနကကျွန်တော်ပြောခဲ့တဲ့ဇာတ်ကားတွေအကုန်လုံးဒီအိမ်မှာအကုန်လုံးပြည့်စုံနေရအောင်တွေ့နေရမယ် ဝိုင်ပလင်းဗျဟိုမှာဘလက်လီပဲတော့ဂူးလေးပဲတော့အပြန်ကြရင်တော့တလုံးတော့မှာပါပြုံးလင်မှာ6000 square feet ပေါ်မှာတိဆောက်ထားတဲ့ဒီလိုအိမ်ကောင်းကောင်းအင်ကြီးကြီးတလုံးကိုကျွန်တော်တို့သိန်း6000ဝန်းကျင်နဲ့ရမယ်ဆိုရင်အရန်ကိုတန်လွန်နေတဲ့အနေအထားတစ်ခုမျိုးကျွန်တော်ကတော့ recommend ပေးလိုက်ပါသေးမြို့ထဲနဲ့လည်းအရန်မဝေးဘူးပြီးတော့မင်းမျိုး vibe ကိုလည်းအပြည့်ဝလိုချင်တယ်ဒီလိုချမ်းကြဲကြဲပေါ်မှာတိဆောက်ထားတဲ့ quality ကောင်းကောင်းနဲ့အိမ်တလုံးကိုလည်းပိုင်ဆိုင်ခြင်းနဲ့အဓိကကတော့မြေပိုင်ဆိုင်မှုအားလည်းအရန်ကောင်းတယ်နောက်ထပ်အဓိကကြတဲ့တစ်ချက်ကဈေးနှုန်းကလည်းအရန်တင်တယ်ဆိုရင်တော့ကျွန်တော်ကဒီအိမ်လို့ရွေးဖို့အတွက် recommend ပေးလိုက်ပါစီအခုလို့ဒီလိုအနားယူစရာကျွန်တော်ဒါဂါစီဘိုလေးတစ်ခုလည်းပါတယ်ပြီးတော့ခြံထဲမှာဒီမှာအိမ်ရှိမှာပေါ့နော်ဒီလိုလေးကျွန်တော်တို့ကန်ကောဘင်လေးတွေလည်းပါတယ်ကန်ကောဘန်လေးဆိုလည်းမပွင့်နေပြီပြီးတော့မင်းမြို့မှာပဲကျွန်တော်တို့ဒါပွားရောက်နိုင်တဲ့ဒီလိုနှင်းစီဘင်လေးတွေတစ်ပင်ပန်းမှန်လေးတွေလည်းအများကြီးပါတယ် ခြံနဲ့အကြေကြီးကျွန်တော်တို့စိတ်ကြိုက်ကျွန်တော်မိတ်ဆွေတွေစိတ်ကြိုက်အများကြီးပြုပြင်ပြောင်းလဲလို့ရနိုင်တယ်ဒီလို area ကြီးကြီးတခုလဲပါတယ်ပြီးတော့အိမ်မကြီးကလည်းအကြီးဖွဲ့စည်းမှုအားကောင်းကောင်းနဲ့တည်တည်ဆာတိဆောက်ထားတဲ့အိမ်တလုံးဖြစ်တယ်ဒီအိမ်ကိုကျွန်တော်က3990ကိုညှိနှိုင်းပြီးတော့မှဒီလိုကာလဒီလိုအချိန်မှာရောင်းချပေးမှဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပြုံးနေမှာရှိတဲ့ခမ်းမသေးချာမှန်ကန်တဲ့မြေလေးတွေနဲ့အိမ်လေးတွေကိုရောင်းချပေးနေတဲ့ဒေါက်တာဆုံးဖို့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါ အဲ့တော့ကျွန်တော်ဒီလေးရဲ့ကျွန်တော် over တော့ပြပြမယ်ဆိုရင်တရှိနေတဲ့နေရာကဒါကျွန်တော် ပြုံးလင်မြို့ကုန်းဘောမှာရှိပါတယ်ကျွန်တော်ကုန်းဘောဆိုတာမာအန်တုကန္တာဖရာကြီးပြီးတော့ပွဲကောက်ရေတကောအနီးမှာတရှိတဲ့အခုဆိုရင်အရန်ကိုစီကားလာပပြီးတော့မှ view ကောင်းကောင်းနဲ့တသေးချာချာပတ်ဝန်းကျင်တန်တန်ဘောမှာတိဆောက်ထားတဲ့အင်းတလုံးဖြစ်တယ်ပတ်ဝန်းကျင်မှာလည်းကျွန်တော်တို့ဒါအထင်ကြီးနေရာတွေဖြစ်တဲ့ချော်ဗီလာတို့ပြီးတော့ဒီဇင်ဘာဥယျာဉ်ချမ်းတို့အရန်ကိုအရန်ကိုအရန်ကိုပြည်စုံကောင်းဖို့နဲ့ပတ်ဝန်းကျင်တစ်ခုမှာတရှိပါတယ်ခင်ဗျာ ဒီမှာ landscaping လှလှတွေလည်းပါတယ်တရုတ်စကားပင်လေးတွေရောဒါထင်းကျူပရိသာပင်လေးတွေရော channel မှာ CCG စိုက်ပြထားတော့လည်းကျွန်တော်တွေ့မြင်ရမယ်ပြီးတော့ဒီအိမ်ရဲ့ဒီခြံရဲ့အားသာချက်ကဒါကျွန်တော်က land နှစ်ဖက်တည်းနှစ်ဖက်ပွင့်အဲ့တော့အိမ်မာကြီးကိုမျက်နှာမူထားတဲ့အလှဲ့ကကျွန်တော်ကတောင်လဲဖြစ်နေပြီးတော့မှဟိုဘက်ကကျွန်တော်ဒါတကာပေါက်အလှဲ့ကအဲ့တော့ကျွန်တော်ကအနောက်လဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေထဲမှာဒီလိုအလှဲ့လဲမရွေးဘူးပြီးရခါကျတော့လက်နှစ်ဖက်ပွင့်ဒေါင်းကွက်ကိုလိုချင်နေဆိုရင်တော့ ျွန်တော်ဒီရင်လေးကိုထပ်ပြီးတော့ recommend ပေးပြစေဒီရင်လေးကလေဒါကျွန်တော်တို့ကမန္တလေးလမ်းရှိုးလမ်းမနဲ့ဆိုရင်ဒါကျွန်တော်ခုနှစ်ကွက်မြောက်ခုနှစ်အိမ်မြောက်လုံးဝ lucky 7ပဲခြံရဲ့အကျယ်ကညနေစာက62ပေဖြစ်တယ်ဒီဘက်က65ပေဖြစ်ပါတယ်ခင်ဗျာအဲ့တော့ square feet နဲ့တွက်မယ်ဆိုရင်ဒါကျွန်တော်တို့6000 square feet ဒီလိုပြုံးလင်မှာ6000 square feet ပေါ်မှာတိစောက်ထားတဲ့ဒီလိုအိမ်ကောင်းကောင်းအိမ်ကြီးကြီးတစ်လုံးကိုကျွန်တော်တို့သိန်း6000ဝန်းကျင်နဲ့ရမယ်ဆိုရင်အရန်ကိုတန်လွန်နေတဲ့အနေအထားတစ်ခုမျိုးကျွန်တော်ကတော့ recommend ပေးလိုက်ပါသေးတယ် ဒီ area လေးမှာလည်းဒါကျွန်တော်တို့အင်ရှင်ကပြောတယ်ဒီနေရာလေးမှာသူရေကူးကန်လေးလုပ်မယ်ပေါ့နော်ရေကူးကန် space area ကျယ်ကျယ်လေးလက်တစ်ခုပါတယ်သို့မဟုတ်ဘူးဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒါ garden လေး mini ပန်းမသစ်ပင်ပန်းမကြိုက်တဲ့မိတ်ဆွေကျွန်တော်မိတ်ဆွေတို့အတွက်ဆိုရင်ဒီနေရာမှာ garden လေးတစ်ခုအသွင်ဖန်တီးလိုက်တယ်ဆိုရင်လုံးဝပြည့်စုံကောင်းမွန်တဲ့အိမ်လေးတစ်လုံးခြံလေးတစ်ခြံကိုရမယ်ဆိုတာကျွန်တော်တို့အပြည့်အဝယုံကြည်ပါတယ်ခင်ဗျာခြံထဲမှာကျွန်တော်တို့ဒါစိုက်ပျိုးထားတဲ့အပင်တွေဆိုရင်ဒီလိုရောင်စုံနှင်းစီပန်းလေးလည်းရှိတယ်ဒါဆိုဘာပင်ဖြစ်မလဲဝါးပင်လည်းဖြစ်ရဟိုးမှာ ထင်ယူပရိသားပဲအကြီးလဲရှိတယ်ပြီးတော့အိမ်ရှိမှာလည်းဒီလိုရောင်စုံနင်းစီပန်းလေးတွေဟွန်းလှလိုက်တာလုံးဝမေမျိုးရဲ့ vibe ကိုအပြည့်ဝအရရှိအောင်တည်တည်ချာလေးကျွန်တော်တို့ဒါဖန်တီးပြုစုပြိုးထောင်ပေးထားတာကိုလည်းကျွန်တော်တို့တွေ့မြင်ရမယ်ဒီမှာဟွန်းနင်းစီပန်းလေးတွေနဲ့ပန်းကုံလေးတွေဒီမှာတနခါပန်းလေးတွေနဲ့ပြီးတဲ့ခါကျတော့ဒီဘက်မှာလည်းဒါကျွန်တော်တို့ဒါဒီစကားပင်လေးနဲ့ဒါဆိုဘာပင်ဖြစ်မလဲတော်တော်ကိုရှာရှာပပနဲ့တတိချာချာကိုစိုက်ပြိုးထားတာပဲဟုတ်မလားတက်ခွပင်လေးတွေကိုကျွန်တော်ပြုစုထားတယ် ကန်းကော်ဝင်လည်းပါတယ်အနားယူဖို့ဂါစီဘိုးကြီးတစ်ခုလည်းပါတယ်အရန်ကိုပြည့်စုံနေတယ်ကဲဒါဆိုကျွန်တော်တို့အိမ်ထဲကိုသွားကြည့်ကြစို့ကျွန်တော်တို့ဒီအိမ်ရဲ့ main door ကနေဝင်ခြင်းမှာဆိုရင် ရန်ကိုလှပကြက်တည်ရှိရှိနဲ့ပြီးတော့ခိမိဒီဇိုင်းအားကောင်းကောင်းနဲ့သေချာရေးဆွဲတိဆောက်ထားတယ်ပြီးတော့ကျွန်တော်ရောင်းပေးနေကြအိမ်နေနဲ့မတူညီတဲ့ဖွဲ့စည်းပုံရောတိဆောက်ပုံရောမတူညီတဲ့အနေအထားတစ်ခုဟာဒါကျွန်တော်တို့အခန်းတွေဝင်ခြင်းမှာညာဘက်ချက်မှာဆိုအေကန်လေးရှိတယ်ပြီးတော့ဘယ်ဘက်ချက်မှာဆိုရင်ဒါကျွန်တော်တို့ဒီလိုလေးအနားယူဖို့အတွက် နေရာလေးရောကပိနက်လေးတွေလည်းတည်တည်ချာချာလေးပြင်ဆင်ပေးထားရတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒါတောင်းပစင်နေထားမယ်။သို့မဟုတ်ပစ္စည်းပစ္စည်းလေးတွေထားမယ်။ပြီးတော့ဒီမှာအလုပ်လုပ်မယ်ပေါ့နော်။ဒါမှမဟုတ်ဆိုလည်းကလေးလေးတွေနဲ့ဒါစသင်မယ်ဆိုလည်းဒီမှာ private session လေး private studio ဒါကျွန်တော်ပြုလုပ်လို့ရနိုင်တယ်။ပြီးတော့ကျွန်တော်အကြက်ဆုံးနေရာလေးကဒီမှာပိုက်တယ်။အလေးရောက်အားလေးလဲကောင်းကောင်းရတယ်ဒီလိုအနားယူပြီးတော့မှအေးအေးဆေးဆေးလေးထိုင်လို့ရတယ်ကျွန်တော်မေမျိုးဆိုတာအများနဲ့ဆွဆွအေးချမ်းနေတယ်မျိုးလေးတစ်မျိုးဆိုတဲ့အခါကျတော့မိမိရဲ့ကိုယ်ပိုင်အင်လေးကနေပြီးတော့မှစာအုပ်လေးဖတ်ရင် ပဝင်းကျုံလည်းကြည်ရင်မိုက်တယ်တွေ့လားမိုးရွာတဲ့အခါဆိုရင်အရန်ကိုစိတ်ငြိမ်တဲ့ vibe ကိုရမယ်လို့ကျွန်တော်ကယုံကြည်တယ်ပြီးတော့ဒါကတော့ကျွန်တော်တို့ရဲ့လူငယ်တွေအကြိုက်အဓိကတော့ကျွန်တော်အကြိုက်ပေါ့လူငယ်အကြိုက်ပေါ့ထိုင်လာငွေဝါဝါဘာကောက်တောင်းလေးလည်းပါတယ်အဲ့တော့အခုနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ကအိမ်လေးတအိမ်တိဆောက်မယ်ဆိုရင်သူကခင်မိရမယ်လှပမယ်ပြီးတော့အခါကျတော့လူငယ်တွေအကြိုက်လည်းဖြစ်ရမယ်လူကြီးတွေလည်းကျွန်တော်တို့ဒါသွေဖယ်ပြီးမသွားတဲ့အနေအထားတစ်ခုကို တိဆောက်တယ်ဆိုတဲ့အခါကျတော့ခုနကကျွန်တော်ပြောခဲ့တဲ့ဇာတ်ရည်အကုန်လုံးကဒီအိမ်မှာအကုန်လုံးပြည့်စုံနေတာကိုတွေ့နေရမယ်။ဝိုင်ပလင်းပြဥပမာဘလက်လေးပဲတော့ဂူးလေးပဲတော့အပြန်ကြရင်တော့တလုံးတော့မှာပါ။အဲ့တော့ဒီနေရာလေးကတော့ဒါ dining room လေးပေါ့နော်။ဒါထမင်းစားခန်း area လေးဖြစ်မယ်။ရေခဲတရာလေးလည်းပါတယ်။ဟွန်းနူးနူးထူးထူးလေးဒီမှာဆိုလဲလိုက်ကာကြီးတွေနဲ့အကြီးကြီးတွေနဲ့တိမ်လုံးကိုလည်းဒီလိုလိုက်ကအကြီးကြီးနဲ့တိတ်တိတ်ချာချာနှစ်ထပ်စာပါလေးရောဒီလိုအကြီးရောကျွန်တော်ဒါ ဖန်တီးပိဒါကိုလည်းတွေ့မြင်ရတယ်ပြီးတော့ဖနက်စင်နေရဆိုဒီမှာကျွန်တော်တို့ဖနက်တွေထားမစင်နေလေကခွေးအောင်မှာနေရာမပုတ်မတိုးတော့အောင်ကျွန်တော်ဖနက်စင်နေစားကျွန်တော်တို့ကဟိုဖန်တီးပိဒါကိုတွေ့မြင်ရတယ်သဘောကျတယ်ဗျဒီနေရာဆိုဒါပါဖြစ်မယ်ဩဒါလေးကစတိုကန်လေးစတိုကန်အသေးလေးလေဒါကျွန်တော်ရှိတယ်ဒီမှာပစ္စည်းပစ္စည်းတွေအများကြီးထထားတယ်အကုန်အစင်ပြေတယ်အဲ့တော့ကျွန်တော်ရဲ့အင်ရှင်မတွေအကြိုက်ကဒီမှာချက်ပြုတ်ပြင်ဆင်လို့ရအောင်ကစ်ချန်လေးကိုလည်းဒီအင်ရ ပြင်မှာထုတ်ထားလို့လည်းကျွန်တော်တွေ့မြင်ရမယ်အရင်သွားကြည့်ဒါကတော့ဒါကြောင့်ဒါမိဖို့ကံလေးပေါ့နော်ကျွန်တော်ကလေဒီလိုမိဖို့ကံကိုအိမ်မာကြီးနဲ့အတူတူရှိနေအောင်ကျွန်တော်သိမကြဘူးဒါကျွန်တော်အပြင်မှာဆိုလည်းရေကန်ရေလည်းရှိတယ်ဝတ်တွေပါလေလှမ်းလို့ရရလေကျွန်တော်ဒါအဆင်ပြေတယ်နောက်တစ်ခုကကျွန်တော်တို့လိုတရိဆန်လေးတွေချစ်ချစ်တက်တဲ့သူတွေအတွက်ဆိုရင်လေအနောက်မှာမြေဘူးကြဲကြဲလေးနဲ့ပါတယ်ဆိုတော့ကျွန်တော်လောင်လေးတွေသူတို့အတွက်တသားမီမီလေးတွေအတွက်အိမ်လေးတွေကိုဖန်တီးပြလို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်နေချင်းစရာလေးဗျာတော်တော်ကိုပြည့်စုံတယ် ရှက်စရာလေးအဲ့တော့ဒီအင်းရဲ့ပထမတက်မှာခုနကျွန်တော်ပြသခဲ့တဲ့အတိုင်းဒါကျွန်တော်တို့ဒါ relax လုပ်လို့ရနေတဲ့ area လေးပါသလိုဒီခန်းကတော့ဒါဒါကျွန်တော်တို့ living room area လေးပေါ့ဒီမှာတွေ့လားလုံးဝမီဆိုင်လေးတွေကိုဒီလိုပန်ကဒလက်လေးတွေနဲ့မမြင်ဘူးဗျာကျွန်တော်တော့အခုမှမြင်ဘူးလားအဲ့လိုအလှဆင်တာလေအာရီယာတော်တော်ကောင်းတယ်မှိုက်တ ီလိုဆိုဖာဆက်တစ်ဆက်ကြီးကိုပါလေဒီအချိန်မှာကာလာတံမိုးနဲ့တွေ့ရင်ကိုတော်တော်လေးများမယ်လို့ကျွန်တော်ထင်တယ်ဒါတွေကိုလည်းကျွန်တော်음ထားပေးခဲ့မလားမသိကျွန်တော်တောင်းပေးမယ်အင်ရှင်ကိုတကယ်လို့ဒီအိမ်ကိုကြိုက်ပြီဆိုရင်ပြီးတော့မှာဒါကြောင့်မိသားစုရဲ့အနားယူမယ်ဒီမှာ TV ကြီးပို့အတွက်ဒီလိုဝေါ်ကြီးကိုလည်းကြောက်ပြားရီနဲ့ကိုတိတ်တိတ်ချာချာအလားစင်တဲ့ဟာကိုလည်းကျွန်တော်တွေ့ရတယ် မိုက်တယ်ပြီးတော့ဒီမှာကျွန်တော်တို့ရဲ့အမတ်တရပစ္စည်းလေးတွေဒါမိသားစုဖိုတိုလေးတွေသို့မဟုတ်တစ်ပင်ပတ်မှန်လေးတွေအဲ့လိုလေးအလားစင်ထားဖို့အတွက်လည်းဒီလိုကက်ဘိနက်ရှုပ်ကစ်ကြီးကိုလည်းလုံးဝထည့်သွင်းပြီးထားရလဲအရန်ကောင်းတဲ့အားသာချက်တခုဖြစ်တယ်ပစ္စည်းပစ္စည်းအားလေးတွေထားဖို့အတွက်လည်းအကုန်ပါတယ်မိုက်တယ်ပြီးတော့ဒီအရက်ပထမတန်းမှာမာစာဘရော့အခန်းကြီးရဲ့တခန်းလည်းဒီမှာရှိသေးတယ် Let's go ကျေတယ်ကျွန်တော်တို့လူကြီးမိဘတွေအတွက်ကောသုံးဖို့အိမ်ရဲ့အောက်ထပ်မှာအေးအေးဆေးဆေးနေကျင်တဲ့သူဆိုရင်တော့အရင်အဆင်ပြေတယ်မျက်နှာကျအားရတယ်အမြင်ပဲ72ပေ73ပေလောက်ရှိတယ်။အိတ်ခမ်းရလည်းအကျယ်ကြီးပဲ။ကျွန်တော်ထင်တယ်73ပေ75ပေဝင်းကျင်လောက်ရှိတယ်။အလေးအောင်အားလည်းကောင်းစွာရတယ်ကျွန်တော်တို့ quality ကောင်းတဲ့ပစ္စည်းအကောင်းစားတွေပဲသုံးထားရလဲတွေ့မြင်ရတယ်။စာကြည့်မီလီတွေအစကဲရေချိုကအိမ်သားကကျွန်တော်ဒါဒီဘက်မှာဟုတ်ရေချိုကအိမ်သားလည်းကျယ်ကြီး လိုက်တယ်ကဲအပေါ်တက်တက်ကြည့်ကြအောင်ဒါဆိုရင်ကျွန်တော်ဒုတိယတက်ကိုသွားကြည့်ကြအောင်ဆိုဒုတိယတက်မှာဆိုရင်ဒါကျွန်တော်တို့လေကခွနေလေကခွနေလေကားတွေကိုလည်းဒီလိုလေးအခုနောက်ပိုင်းမှာလုံးဝ model house လေးဖြစ်အောင်ဒါကျွန်တော်တန်ပန်းလေးနဲ့အလားဆင်ထားတယ်။လက်ရန်လေးရာစားလုံးဝသစ်သားလေးတွေနဲ့ပြီးတော့ကျွန်တော်ဒါလေကားဆိုရင်လည်းကြွေပြားတွေကိုမှတုံးထားတဲ့အရာကလည်းအရန်မိုက်တယ်။ကဲ။အပေါ်ကိုတက်တက်ချင်းကျွန်တော်မြင်တွေ့ရတာကတော့ အရန်ကိုကြက်တည်ရှိပြီးတော့မှတက်တယ်ခမ်းညာလာတဲ့ဒါကျွန်တော်တို့ရဲ့ဖျားကန်းကြက်ကြက် area တခုဖြစ်ပါတယ်ခင်ဗျာအဲ့မှာဖျားကြောက်ဆောင်ထားဖို့အတွက်နေရာဆိုရင်လေတိတိကျကျကိုလေးဒီအင်ရှင်ကလေသူ့နေမယ်ဆိုပြီးတော့မှ ရေးဆွဲတိဆောက်ထားတာကိုကျွန်တော်တွေ့မြင်ရတယ်။ဘာဖြစ်လို့ဆိုမှတွေ့တာ။ဗီဒီယိုရီအစားလုံးဝကက်ဘိနက်တွေကိုကွတ်တီကိုဖစ်ဆိုင်ဖြစ်အောင်ကျောင်းဆောင်ဆိုလဲဒီလိုအရန်ကိုတက်ပယ်ကြီးညိုစွာဖြစ်အောင်တိဆောက်လေးတိဆောက်ထားတယ်။ပြီးတော့ဒီလိုအလင်းရောင်အားရဖို့အတွက်လည်းဟောဒီလိုလိုက်တော့လေး။ဟာမီကလုတ်လေးပါပါသေးတယ်။ဘလောက်တောင်တိကြလိုက်လဲအကုန်အစင်ပြေတယ်။မိုက်တယ်။မျက်နှာကျဲအလောက်ကိုလည်းကြည့်လိုက်အောင်။ဆွဲထားတဲ့မီဇာကြီးရောမျက်နှာကျဲရဲ့တုံးထားတဲ့ကာလာရောအချိုးကိုရီအစား တင်းဦးလွင်တဲ့ကိုအရန်ကိုလိုက်ဖက်ပြီးတော့မှပေးရတဲ့ဈေးနဲ့ကိုတန်တယ်လို့ခံစားရတဲ့အနေအထားတစ်ခုဖြစ်တယ်။ကဲအခန်းလေးတစ်ခန်းစီကိုဝင်ကြည့်။ဒီခန်းလေးရလဲလေဒါကျွန်တော်တို့လုံးဝချစ်စရာလေအချုပ်အကွေလေးနဲ့ကျွန်တော်သာဆိုရင်ဒီထဲမှာဂရင်လေးထားမယ်ပြီးတော့ဒီမှာဒီနေ့လေးမှာကျွန်တော် wallpaper လေးတွေကပ်ပြီးတော့လုံးဝ relax တယ်မိမိရဲ့ကိုယ်ပိုင်ကဘာကလေးတစ်ခုကိုဖန်တီးတိဆောက်လို့ရနိုင်တဲ့အနေအထားလေးတစ်ခုဖြစ်တယ်။အရင်ရောက်လာတယ်ကောင်းတယ် ပိုက်တယ်။ရေချူကအိမ်တာကဒါကြောင့်လားဒီဘက်မှာ။ရေချူကအိမ်တာလည်းကြည်။အဲဆိုရင်ကျွန်တော်တို့ဒီအိမ်ရဲ့ main မာဇာဘန်တော့တခန်းစီကိုတွေ့ကြည့်။ ဒီခန်းကဒါကျွန်တော်ဒီအိမ်ရဲ့အရန်ကိုကျဲတဲ့မိန်းမဆိုတာဘယ်တော့တခန်းဖြစ်တယ်တင်းလေးကလေကျွန်တော်ဒါပြုံးလေပုံစံပြုံးလေဗိုက်ရအောင်အပြည့်ဝတိဆောက်ထားတာဆိုတဲ့အခါကျတော့ခေါမိုးရဲ့အချိုးအကွေလေးတွေကလည်းအိမ်ခန်းနဲ့အိမ်ခန်းထဲမှာဒီလိုလေးချစ်စရာကောင်းအောင်တည်ရှိနေကြအောင်ကျွန်တော်မိတ်ဆွေတွေတွေ့မြင်မှာဖြစ်ပါတယ်ဒီလိုအလင်းရောင်အားရဖို့အတွက်ကိုလည်းဒါကျွန်တော်တို့မိုက်တယ်ဒီနေ့မှကျွန်တော်တို့ဒါဂရင်းထားမယ်ဂရင်းပေးမှာဆိုမှတွေ့လားကျွန်တော်မှန်ပရင်းလေးနဲ့အဲမှန်ပရင်းကနေပြီးတော့မှ channel အလှပတ်ဝန်းကျင်အလှအောင်လေကျွန်တော်ကြည့်ရှုလို့ရမယ် ဲ့ဒီအပြင်ကိုဒီအခန်းလေးမှာနောက်ထပ်မိမိရဲ့ကိုပိုင်ဝန်ထမ်းတာလေးရှိတယ်ကျွန်တော်ကလေကိုပိုင်အိတ်ခန်းကိုပိုင်ဝန်ထမ်းတာလည်းဆိုရင်အရန်ကိုသဘောကျတာအဲ့တော့ကျွန်တော်ရှိကိုလာဝယ်တဲ့အိမ်လေးတွေလာဝယ်တယ်ကျွန်တော်မိတ်ဆွေတွေဆိုရင်လေဒီလိုအိမ်လေးတွေဝယ်ရွေးချယ်ဝယ်ယူအောင်လက်တွေ့ရတယ်အဲ့တော့အခုနောက်ပိုင်းမှာဆိုရင်ဝန်ထမ်းနာပါတာကအရန်ကိုအတချက်တစ်ခုဖြစ်တယ်လို့ကျွန်တော်ကတော့ယူဆရတယ်ဒီမှာဝန်ထမ်းနာကိုအကျေကြီးပဲလုံးဝမင်းလမ်းမမေးတယ်ကဲအဲ့ဆိုရင်ကျွန်တော်တို့ ီးတော့လေနောက်တစ်ခုကလေကျွန်တော်သတိထားမိတဲ့အချက်ကတအိမ်လုံးကိုလေဒီလိုလေ quality ကောင်းတဲ့လုံးဝလိုက်ကာတွေနဲ့ပဲကျွန်တော်ဒါအလှဆင်တာတော့တွေ့ရတယ်အဲ့တော့ဒီအိမ်ကလုံးဝအသက်တက်နေအောင်ဖြစ်တာကိုလေကျွန်တော်ကတော့ထပ်ညွှန်းပြီးတော့ပြောပြပါရစီပြေချုပ်ကအိမ်သားဒီမှာဘတ်တက်ပါပါတယ်လာကျွန်တော်ပြဒီမှာကျွန်တော်ဒါဘတ်တက်လေးနဲ့ပြီးတော့ ုံးဝပစ္စည်း quality ကောင်းကောင်းနဲ့တည်တည်ချာချာဖန်တီးတိစောက်ထားအောင်လည်းကျွန်တော်တွေ့ရတယ်อืมရေချိုးစင်တွေရောရေဘူးရေအေးတွေရောဒီမှာရေချိုးကောင်းမှလည်းတုံးထားတဲ့ color တွေကစလုံးဝကြိုက်တယ်အဲ့တော့ကျွန်တော်အမြဲတမ်းပြောနေကြစကားလို့ပဲကျွန်တော်ကြိုက်တယ်ဆိုရင်ကျွန်တော်ဝယ်ဆိုရင်ကြိုက်မယ်ဆိုတာယုံကြည်တယ်ကဲဒါဆိုရင်ကျွန်တော်တို့ထပ်သွားကြည့်ဒါဆိုရင်ကျွန်တော်တို့ပုံဝင်ခြင်းအလားကိုသွားပြီးတော့မှကြည့်ကြဆိုပုံဝင်ခြင်းအလားကိုကြည့်ဖို့ဆိုရင်ဒီအိမ်မှာဒီလိုလေးအေကန်လေးနဲ့တွဲထားတဲ့ဝန်နာချစ်ချစ်တစ်ခုလည်းပါတယ် ခုနကကျွန်တော်ပြောခဲ့သလိုပဲဟိုးမှာတွေ့လားဒီလိုလေးပြုံးလျင်ဗိုင်းနဲ့တသေးချာတိစောက်ထားတဲ့အင်လလလေးတွေလည်းပတ်ဝန်းကျင်မှာစီစီကြီးရှိတယ်ပြီးတော့အနီးနားမှာလည်း shop shop ပြီးတာတို့ပြီးတော့ hotel တွေတို့ကုန်းမအန်ဂယ်ရီစော့တို့အဲ့တော့ hotel တွေရော resort တွေရော villa တွေရော convenience store တွေရောစားသောက်ဆိုင်တွေရောအဲ့လိုအချက်ချာကြပြီးတော့မှပြုံးလျင်မြုံနဲ့လည်း7မိနစ်15မိနစ်ပဲဝေးတဲ့နေရာမှာတရှိတဲ့အခုအင်းတလုံးကိုကျွန်တော်ကအသိ9980နဲ့ညှိနှိုင်းပြီးတော့ရောင်းချပြောင်းဖြစ်ပါတယ်ခင်ဗျကဲကျွန်တော်ကတော့ဒေါက်တာဆုမှုပါ